ကျွနီးလေးတရားဓမ္မတွေကိုပြောပါမယ်တဲ့ကျွနီးလေးကနိုင်ချမ်းနေတယ်ကိုသုံးမယ်9မိနစ်ကျမ်းနေတော့ကျွနီးလေးကဩကုကျုခိုင်းတာဖရာကကျုခိုင်းတာဖရာရဲ့ဒီသားကလည်းကျုခိုင်းတာဖရာအဆုံးမလိုက်နာပြီးတော့သူပြီးရုံရုံကြည့်ကြည့်ကိုရမရှင်ညာကိုခင်ဗျားတို့ယုံကြည်ပါကိုရပင်ကြီးညာနဲ့ဟောတာအဲ့ဒါမြတ်စွာဘုရားရဲ့သဗ္ဗညာညာကိုယုံကြည်ပါယုံကြည်လေးကလား ရှင်ကိုယ်ပညာလေးနဲ့လည်းဆရာပေးခဲ့တဲ့ပညာနဲ့ရှိပါဘုရားဘောယုံကြည်ပြီးကိုယ်ပညာနဲ့ရှိပါမှန်ပါသဘောကျဘုရားဘောရှိပါဘူးပြီးတော့ကိုယ်ပညာနဲ့ရှိပါဘူးအဲဒါသရာနဲ့ပညာညီပါ့သရာလည်းခရယစီညရာမလွန်နေနဲ့ခရယစီညရာလွန်ရင်ပညာနောက်ဆုတ်သွားမယ်မညာပညာမရနိုင်ဘူးဘုရားစီညလွန်ရင်ဝါဒီနင်နာရှိတော့အစီညလွန်နန်းနဲ့ဘာဖြစ်ပညာနောက်ဆုတ် သရကသရလွန်နေလို့အဲ့ဒါကြောင့်ဘုရားတို့ဘုရားမရှင်ညွန်ရက်လို့ဟောတာဟုတ်အရှင်ညွန်လွန်ရင်မနေရရင်းနေပြလားဘာကြောင့်လဲသရပညာမကြီးလို့ပေါ်ကြဘယ်လိုယူပါအဲနိဗ္ဗာန်လိုချင်လို့ရှိရင်သရပညာကြီးရသရကတော့ဘုရားပေါ်မှာသိပ္ပိယကြီးရပညာကလည်းယုံကြည်တဲ့အတိုင်းပဲပညာရလဲဖုရားဟောဒီမှာဟောတော့ဉာဏ်စိတ်ကလေးဖြစ်တဲ့ကြားစိတ်ကလေးဖြစ်တဲ့ဆိုရင်ခမရတို့က ညာငရအဲ့ဒီဖြစ်တဲ့စီကိုသွားဆက်ရတယ်။ဒါကလည်းဉာဏ်ကြီးနဲ့ဒီဖြစ်တဲ့စီကသွားဆက်တဘောကြအဲ့ဒီလေနှခုညီလို့ချင်းသရပညာညီရင်လဲခဏလေးနဲ့ရတဘောကြဒါဣန္ဒြေကြီးတာလို့ခေါ်တယ်ဗတ်တိန်ဒြေနဲ့ပညာဒြေကြီးတာပြီးတော့အကယ်ဒီနှခုမှာနွားနှကောင်ကိုရုပ်ဆုံးတိုင်မောင်းတော့ကိုဆုံးမောင်းတကောင်မှမလွန်ရတယ်ဘောဗျာဒီနှခုတစ်ခုလွန်သွားရင်သရလွန်တော့ဘုဘက် ခင်နဲ့ပဲလဲဘုရားကခင်နဲ့ပဲလဲဟုတ်လားပညာကစိတ်ဆွန့်ပြတ်သွားပြန်လဲကောက်ဖြစ်တယ်ပဲလဲသူတို့ကခုညင်းညံထားဖြစ်တဲ့စီကိုဖြစ်တဲ့စီကိုဘုရားဓမ္မတွေဖြစ်တဲ့စီကိုဘုရားညင်းညံထားမှာတော့အဲညောင်းဟာဥပါရှင်ရိမ့်မိဗလားနာဘဏ္ဍကြောင့်မရသေးပါလိမ့်ဆိုဓမ္မညီသေးလို့မှားကျင်းမလားဒါတခုပြောလိုက်ဦးဝရိယနဲ့သမာဓိသူတို့လည်းစုံလို့ရပါ ဝရိယလေးရတဲ့ကိုသမောင်းအာအထောသိသိရှိတဲ့ဘက်ကသမာဓိရလည်းသိသိရှိတဲ့ဘက်ကပြန်မောင်းနိုင်သဘောကျဝရိယနဲ့သမာဓိရောညီရမယ်ဘယ်ဘက်လဲညီရမှာပါလိမ့်သိသိရှိတဲ့ဘက်ညီနေအောင်တော့သဘောကျသိသိရှိတဲ့ဘက်ကလည်းလောက်ပါမယ်အဲ့ဒါသုံးနှစ်ခုဝရိယကသိဆုံးဖို့သွားပြန်လို့ရှိရင်လည်းဥဒိစ္စပဲသွားလိမ့်မယ်တဲ့မင်းတို့မတ်မရပဲဘူးတဲ့ သဘောကျအဲတမာရီကလွန်သွားပြန်လို့ရှိရင်ပြင်းကြီးတဲ့ဘက်ရှင်းနမိတဲ့ဘက်သွားလိုက်မယ်ကွာသူတို့မရှိသူကမလွန်စင်းနဲ့တဲ့သူတို့ရှိတဲ့ဘက်ကိုပြင်းမလားအဲသရပညာရောမောင်းနိုင်ပြင်းမလားဘယ်ဘက်လဲကြီးရမှာဝရိယကတမာရီကိုအဲအဲ့တော့တတ္တိဉ္စရိဝရိဉ္စရိသတိဉ္စတ္တိဉ္စရိဝရိဉ္စရိသမာဓိဉ္စရိပြင်းဉ္စရိဆိုတာဣတိလေးပါပြီးတော့အဲ့တော့ပတိသလုံးချန်နေတယ် တတိကိုတော့ဒီပေါ်မှာလေးခုပေါ်မှာအကုန်ထုတ်တယ်တတိကမလစ်စီနဲ့လာပြီစဖက်မောင်နေသဘောကျအဲတတိကတော့ဖြင့်ခေါင်းကလွန်နေလို့မရှိဘူးသူကတော့အမြဲတမ်းစောင့်ပြီးရှိနေရအမြဲတမ်းစောင့်နေရမှာတတိကဒီထဲမှာဖြစ်ဖြစ်မြင်တာကတော့ပညာဆုံးနေတယ်ဘိက္ခာရီအကူရည်ကြီးမှလာရင်ကရာရောဝရိယသမားကြီးရောတတိယဟော အခုညီပဲတဲ့ဒါကပြင်ပြဆိုင်ရန်ဒီပြန်မလားဒါရတဲ့ဒီနေ့ညမှာဘာနဲ့ပါညီရမလဲဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာပြီးတော့ဘာညီရမလဲပဋိဘယ်တော့မှမလိမ့်နေဒါလေးတော့ကချုပ်ပေးပါဒကာဓမ္မလေးတစ်ခေါက်ပြန်ပြောစမ်းပတိကိုပတိကိုလည်းမှမလွတ်ရှင်နဲ့ ဒီ၅ပါးမြည်လို့ရှိရင်ကွာတဲ့အင်္ဂရိပြရတဲ့တွေ့ငါမညံဖွညာရမှာလို့သေချာဟောတယ်ပြင်မလားဒါဖြင့်ဥပဒနာမဲ့လို့ရှင်းပြီလောကတရားမဲ့ကောရှင်နည်းရှင်းကြီးကောရှင်နည်းရှင်းနည်းနဲ့ရပြီဆိုတော့ဘာလို့လဲလို့ပြောဆုံးဣဒ္ဓဒီနည်းညတော့မှာတော်ဘုဒ္ဓံပါပြီရှင်းကြပါ